ရီမနေနဲ့မင်းဆိုဒီမှာလေအာရီရပေါ့ကိုကောင်းကြီးကြီးကနေကြားလိုက်ရတဲ့တဲ့င်းကရီစရာတွေကြီးပဲမင်းဒုက္ခရောက်နေမင်းကပြုံး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 နေဟမ်လားပြုံ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 းမဟုတ်ဘူးအဲ့တော့မေးပါဦးမယ်အခုမြန်မာနိုင်ငံနိုင်ငံရေးမှာဘာတွေဖြစ်နေလဲသိလားပြောဘာဖြစ်ရမှာလဲရွေးကောက်ပွဲနေပြီဆိုတော့ဟမ်ဒါမြန်မာနိုင်ငံရေးအပြောင်းအလဲတစ်ခုပဲဆိုပြီးတော့ဟိုစောက်ဘောမကြီးဝါဒဖြန့်ကြအောင်မယ်လေဘာကြီးမြတ်ဒီရွေးကောက်ပွဲဘယ်လိုမြင်လဲဖွင့်နေ time ye jui de in December, end of December this year, under such circumstances cannot be considered free and fair. We stress that any elections held under these circumstances cannot credibly reflect the will of the Myanmar people and may instead entrench authoritarian control under the guise of democracy we stress that ASEAN must not abandon the people of Myanmar and continue to uphold democratic principles. ASEAN must not cave in to the military junta's sham elections. ဘာပြောင်းလဲမှာမဟုတ်မြန်မာနိုင်ငံမှာအခုစစ်တပ်ကမင်းအောင်လှိုင်ရဲ့ကြန့်ခိုင်ပါတီရဲ့ဒီသုံးခုပဲရှိတာဘာကိုပြောင်းလဲရမှာဘာမှပြောင်းလဲဖို့မရှိဘူး <laughs> <laughs> မသိဘူးကွာအဲ့နိုင်ငံကြောင်းလည်းငါစိတ်ဝင်စားကြည့်ငါလည်းအဲ့လာပြောမင်းဟာမသိရင်လို့မှမရတာကိုကောင်းကြီးရဲ့ကိုကောင်းကြီးဟာခင်ဗျဒီနိုင်ငံမွေးဒီနိုင်ငံကြီးဒီရေကိုတောက်ပြီးတော့ခင်ဗျဒီနိုင်ငံအကြောင်းကိုမသိကြည့်ဘူးလို့ပြောလို့ရမလားဗျမရဘူးလိုက်ကိုပြောအောင်ပါခင်ဗျားကိုလိုက်ပြောအောင်ပါ ဟာရေခဲတက်တာတွေမှာရေတော်မရှိပါလားအဲ့ရေခဲတက်တာတွေမှာရေမရှိရလဲနိုင်ငံရေးနဲ့ဆိုင်နေဗျအာမင်းကိစ္စရယ်ကွာနိုင်ငံရေးနဲ့ဆိုင်တယ်ဆိုတော့နေသမ်းမအောင်မင်းနိုင်ငံရေးကြောင့်နေပြောနေအောင်ခုနမင်းပြောတဲ့ဘာဘာကျန်ခိုင်ပါတီရယ်စစ်တပ်ရယ်နောက်တစ်ခုကဘာမင်းအောင်နိုင်သုံးခုအဲ့သုံးခုကဘယ်နည်းနည်းသုံးသက်သုံးသက်ဆံမှာပါလိမ့်တော့ဟော စစ်တပ်ရဲ့မင်းအောင်လည်းကြန့်ခံရေးပေါင်းပြီးတော့လုံနေလို့ရှိရင်ဘယ်သူမှနေရာရဖို့မရှိအောင်ကြိုတင်ပြင်ဆင်ထားတဲ့အခင်းချင်းလိုပဲတုံ့တန်ရမှာပေါ့ဗျာ။ဟေးအဲ့ဒါလည်းဟုတ်တယ်။ BBC ရတဲ့ဒီနေ့သတင်းထုတ်ပြန်တယ်။အဲဘိုးချုပ်6ရောက်ဆိုလားပြီးတော့အလုံးပေါင်း10ရောက်လားမသိပါဘူးကွာအဲဟိုကြန့်ခံရေးနဲ့ပါတီထဲမှာ ကိုယ်စလဲလောင်းပြင်းနဲ့ဝင်ရွေးပြိုင်မယ်ဆိုတာပါလားမသိပါဘူးရှုပ်ရှုပ်ခန့်တာအဲ့ဒါဆိုရင်တော့ကြန့်ခိုင်ရေးပါတီကပါတီရောဟုတ်ရဲ့လားလို့တော့မှပြည်သူတွေကိုယ်စားမင်းလိုက်ချင်သေးတယ်ဟေးကြည့်လို့လည်းမကောင်းမြင်လို့လည်းမသိတော့ဘူးကွာဘာနဲ့ဟမ်အခုကဟိုပါတီကိုလည်းပါတီဆိုင်နဲ့မမြင်ရနိုင်ငံရေးဆိုင်နဲ့မြင်ရမှထင်လို့ခုတော့လက်ဆက်တရဟိုစစ်တပ်က အဲပါတီတဲ့ဝင်ဝင်ပြီးတော့ဟိုအာနာဝင်ထိမ့်မယ်ဆိုပြီးတော့လုံးတဲ့အကွက်ပဲဒါမျိုးကတော့ရိုးပါတယ်ကွာရိုးရိုးလေးလေးဟုတ်တယ်မလားအဲ့တော့အဲ့လိုမြန်မာနိုင်ငံကြီးမှာဘယ်သူမှဘာမှမပြောရဲတာတကယ်တော့အတိုက်ခံမဲ့နေတာပေါင်းစားဖို့လုံတာဗျအဓိကတော့ပေါင်းစားဖို့လည်းလုံတယ်လို့ဟာရှင်းရှင်းလေးတို့စစ်တပ်ကအာနာထိမ့်ပြီးသူလူလူသိမှာဆိုလို့ တို့ဒီပါတီနဲ့တဖန်ပြန်ပြီးတော့ပါတီကိုဖောင်ဒေးရှင်းပြန်ချတာလားအဲ့လေဒါမှတို့ဆက်ပြီးတော့ဟိုအာနာသိမ့်မယ်လှုပ်ရှင်တာလှုပ်မယ်ဆိုတော့အကွက်မျိုးပေါ့ကွာရိုးပါအေးလေအဲ့လိုအဲ့လိုအတိုက်ခံမဲ့နေတော့ကျွန်တော်တို့မြန်မာနိုင်ငံကြီးကဘမလဲအတိုက်ခံဟမ်တကယ်တော့ dynasty မရှိတာဗျာသိလားအခုမင်းအောင်လည်းအုပ်ချုပ်တဲ့အုပ်ချုပ်မှုအောက်မှာခြေတုံလက်တုံနဲ့ဟိုစကားလေးတောင်မှဆောင်းဆောင်းညောင်းညောင်းရိမ့်ရိမ့်မှုမှုလေးတောင်မပြောရဲကြအောင်အဲ့လိုမပြောရဲပဲနဲ့ဟေ့ ရွေးကောက်ပွဲကြီးထားလို့လွတ်တော်ကြီးဝင်ကြပါပြီ။လွတ်တော်တွေဝင်ပြီးဘာလို့ကြောက်မလဲ။ဘာမှလည်းမမပြောရဲမဆိုရဲမငင်းရဲမခုံရဲပဲနဲ့လွတ်တော်တွေဝင်တော့ဘာထူးမှာ။အဲ့ဒါပေါင်းစားတာ။အဲ့ဒါပေါင်းစားတာလို့ခေါ်တယ်။အေးပါဝင်စီခြင်းတို့ပူပေါင်းစီခြင်းတို့ဟမ်။နီးလမ်းမရှာပဲနဲ့ဟွာဘယ်နဲ့ငင်းခုံပြဿနာရှာအဲပြီးလို့ရှိရင်ဟမ်။ထိမ့်သိမ့်မယ်ဒီကြားထဲကိုနောက်၆ပါးကြီးပါလိမ့်မယ်။နောက်၆ပါးကြီးကြံသေးတယ်။အဲ့ဒါနဲ့တိုင်ပွဲအစင်းရောက်ရင်ဟမ်။ ီရောင်ဥပြိုင်ပွဲဆင်ညာဘယ်ပါတီတွေပြုတ်ကြကြံရဲအောင်လဲမသိငါကတော့မြင်ရောင်နေနေတယ်ဒါမြန်မာနိုင်ငံရဲ့ဒီမိုကရေစီလုံးဝလို့မဟုတ်တာလုံးဝလုံးဝမဟုတ်တာစစ်တပ်နဲ့မင်းအောင်လိုင်းပူးပေါင်းပြီးတော့အုပ်ချုပ်နေတဲ့ရန်တရားကိုဖိတ်ဖိတ်တုံအောင်ကြောက်နေရတော့ပြောပစီပါတီပေါင်းထားပြီးအဖွဲ့ကြီးဖြစ်ဖို့ဖြစ်ဦးမှာနော်ရွေးကောက်ပွဲတော့ဘာလို့ကျင်းပနိုင်မအောင်မသိဟွဒါစစ်အာဏာရှင်စနစ်ပဲဗျကျွန်တော်တို့လူချင်းတာဒီမိုကရေစီကိုကောင်းကြီးရဲ့ဒီမိုကရေစီ ကျန်းခံရေးပါတီကိုနိုင်ငံရေးပါတီလို့များမြင်ရမလားမှတ်တယ်ကွာစစ်တပ်ရဲ့ကိုဘွားစစ်တပ်ရဲ့ foundation ဖြစ်နေခုဆိုဗိုလ်ချုပ်တွေတောင်ထပ်ဝင်လာသေးတယ်ဟမ်ကိုတော်ရှုပ်မလားမသိပါဘူးကွာဘာတွေမှမသိတော့ဘူးဟမ်ဒါပေမဲ့အဲ့ရသူတို့အဲ့လိုမျိုးလှုပ်လေဗိုလ်ချုပ်တွေထပ်ဝင်လေအဲပြည်သူကဒီကျန်းခံရေးပါတီကြီးကတိတိတတအဲတိတိတတပေါ်လွင်လေပဲပြည်သူကအတိပိတာအဲ့ရအဲ့ပုံစံမျိုးတွေထပ်လှုပ်လဲဘာမှမထူးကိုကောင်းရောပြောပြမယ်နော် အခုစစ်တပ်ကရွေးကောက်ပွဲပြန်လုပ်မယ်ဆိုပြီးတော့တနိုင်ငံလုံးဝင်ပြိုင်စရာတနိုင်ငံလုံးတော့မဟုတ်ပါဘူးအခုကဟိုနေရာကွက်ကြားရွေးကောက်ပွဲလုပ်မှာဟုတ်တယ်နော်အဲ့ရွေးကောက်ပွဲလုပ်မယ်နေရာကွက်ကြားတွေမှာအဲ့မျိုးနယ်ပြည်နယ်တွေဝင်ပြိုင်လို့နေရာတိုင်းဝင်ပြိုင်လို့ရတဲ့ပါတီဆိုလို့ဗမာရှိတယ်ကြံ့ခိုင်တစ်ခုပဲရှိတယ်အဲ့ကြံ့ခိုင်တောင်မှစစ်တပ်ကယူနီဖောင်းနဲ့ချုပ်ပြီးတက်ဝင်တော့ဘာထူးလဲဘာမှမထူးဘူးကျင်းစရာတစ်ခုကစစ်တပ်ကဒီအာနာရှင်စနစ်ကိုပဲဆက်သုံးအောင်ပါဆက်ကျင့်သုံးအောင်ပါယူယူလေးပဲဘာမှမစင်းစားနိုင်တဲ့ကိုကိုကောင်း ပြရှိသေးတယ်ကိုကောင်းကြီးနော်။ဗာလဲ။အဲ့ကြက်ငံရေးပါတီကနေပြည်နယ်တစ်ခုဗျာထားပါတော့နေပြီးတော့မှာ။တခြားလာပြိုင်တဲ့ပါတီမရှိပဲသူ့ပါတီတပါတီတည်းဝင်ပြိုင်မယ်ထားပါတော့။သူ့ပါတီနဲ့ပြိုင်မဲ့အတိုက်ခံပါတီမရှိတော့မဲဘသူမှလာမထည့်ရင်တော့မှသူကအော်တိုမက်တစ်ကိုဟိုဟာလွတ်တော်ကိုယ်စားလှယ်တက်ဖြုံမှာအဲ့ပြည်နယ်ကနေရွေးကောက်ပွဲက ဟိုဟုတ်ဟုတ်မဟုတ်ဟုတ် तू ကတော့အဲ့ပြည်နယ်မှာလာပြိုင်မဲ့ပါတီလည်းမရှိတော့မဲလည်းလာမထည့်လည်း तू ကအော်တိုမက်တစ်ကိုကိုယ်တိုင်လည်းထားဖြစ်မယ်ယုံမှုတော့ကောင်းတယ်ဗျာအေးဘယ်လိုခေါ်မလဲဆိုတော့မြန်မာနိုင်ငံရဲ့အခင်းကြီးညာဟိုစစ်အုပ်ချုပ်ရေးကိုစစ်တပ်ကဟမ်ဘယ်လိုပြောမလဲကွာကိုထိန်းချုပ်ရှင်လို့နော်ရာသပ်ပံတီမဲအောင်လို့တို့ကအဲ့အောင်ကြမို့အဲ့အောင်မျိုးလှုပ်ထားတာပဲလीသူတို့ကစစ်တပ်ကအာဏာဆက်ထိန်းတာ6လ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 ဆိုတက်တန်းနဲ့တွေ့ရလीအ အဲ့လိုဆက်တိုးလို့လည်းမရလည်းမရရွေးကောက်ပွဲဆိုပြီးခေါင်းစဉ်တယ်ပြီးဒီကောင်တွေလည်းအုပ်ချုပ်ရွေးကောက်ပွဲတက်တက်အာနာထင်းကျမို့တော့အတုံးချကတခုတက်တက်ပါကွာဒီပေါ်တို့တို့အာနာတည်ငဲရေးပဲဆက်လက်ပြီးတို့တို့ဒီနိုင်ငံကိုထပ်အုပ်ချုပ်မယ်ဒါမျိုးပဲပဲကိုကောင်းကြီးရဲ့ဒါမျိုးပဲအဲ့ဒါကြောင့်မို့ကိုကောင်းကြီးကိုပြောတာပေါ့နိုင်ငံကြီးကစိတ်ဝင်စားရမယ်စိတ်ဝင်စားဖို့လိုအပ်တယ်ဒီတိုင်းဆက်သွားနေတို့တို့လိုရင်းဒီမိုကရေစီဆိုတာလည်းဝေးနော်ရွေးကောက်ပွဲဆိုတာလည်းအတူရောက်ရွေးကောက်ပွဲ ဒါတော့ပြည်သူတွေကမပေးခြင်းပေးခြင်းနဲ့လဲမဲရပေးအောင်မယ်မပေးရင်လဲဖမ်းဆီးအောင်မယ်မပေးဘဲနေလိုက်ရင်လဲရွေးကောက်ပွဲကပြီးမြောက်သွားပြီသူတို့အဲ့မှာပြိုင်မဲ့ပါတီလည်းမရှိတော့သူတို့လွတ်တော်ကိုယ်စီလည်းအော်တိုဖြစ်ဟာသူသူတို့ကဘာလဲအဲ့ထက်ကဘာလို့ပဲဘယ်ချင်းလွတ်တော်ကိုယ်စီလည်းဝင်လို့လို့လွတ်တော်ကိုယ်စီလည်းဖြစ်မယ်ဆိုတော့အကွက်ကြီးပါဗျာအဲ့ကြောင့်ကိုကောင်းကြီးပြောတာပေါ့อืมကြောင်နေဘောကဘာလို့ပြောရလဲဟမ်ခွေးကြီးတော့ပဲအပြင်မှာထားလဲခွေးကြီး ဟုတ်တယ်အင်နာထဲမှာထားလဲခွေးကြီးอ่ะခွေးကြီးပဲခေါင်းရင်းမှာထားလဲခွေးကြီးပဲဒီခေါင်းရင်းကခွေးကြီးတောင်ရွှေတုံးဆိုပြီးခေါင်းရင်းမှာထားထားပြီးအိမ်မက်ပေါ့အဲခွေးရဲ့နိုင်ငံရေးနဲ့ကွာနော်နိုင်ငံရေးကစားကွာပြည်သူတွေကမသိဘူးနားမလည်ဘူးဖြင်းနေတာသူတို့ကအဲ့လိုလုပ်နေပြည်သူကဒီခေါင်းနေလောက်တော့ဥဒ္ဒါကိုကွက်ကွက်ကွင်းကွင်းမြင်နေပြီးတာပေါ့ကိုခေါင်းကြီးရဲ့အဲ့တော့နိုင်ငံရေးကငါတို့နဲ့မဆိုင်ဘူးနိုင်ငံရေးကငါတို့နဲ့မဆိုင်ဘူးလို့ပြောပြောနေတဲ့လူတွေကို ကျွန်တော်မပြောတော့ကိုကောင်းကြီးတစ်ခုခုတော့ပြောလိုက်တော့ပြောဖို့လိုအပ်နေပြီကိုကောင်းကြီးနော်အချိန်နဲ့သူ့ဟာသူပြည်သူလူထုကဒီကောင်းလောက်တာမဟုတ်တော့ဘူးအဲ့တော့ပြည်သူလူထုကမဲသွားမထဲရနဲ့ဒါကကလင်ငချင်းမဲအဲဒါကကလင်ငချင်းလုံနေတဲ့ဟာအခုရွေးကောက်ပွဲလုပ်ပြန်တော့တယ်ဒီရွေးကောက်ပွဲကအတူရပါပြီးတော့ပြောချင်တာပြည်သူလူထုက ဟိုနှစ်ခုပဲရှိတယ်ကွာဟိုဒိန်းအောင်ပြောဆိုနှစ်ဖက်ပဲရှိတယ်အဲအဲ့တော့ပြည်သူလူထုဘက်ကဟိုတော်လိုင်းဘက်ကလူတွေကိုရက်တည်တော်လိုင်းဘက်မှာဝင်ပြီးတော့ဒီမတရားအနိုင်ကျင့်အာဏာသိမ်းနေတဲ့တပ်ကိုဒါတို့ပြန်ပြီးတော့တော်လိုင်းုံပဲမဟုတ်ရင်တော့သူတို့အိမ်တကားလာခောက်မယ်ပေါ်တာဆွဲမယ်ဟိုအနိုင်ကျင့်မယ်အဲ့လိုမှမဟုတ်ရင်တော့ပြည်သူတွေလည်းဘာလဲမပြောပြတတ်တော့ဘူးအဲ့တော့ဒီကဒီကောက်ွယ်လုံရင်မဲပေးခြင်းနဲ့သူကပေး မပေးခြင်းလဲအိုက်ပါတီကနိုင်ဦးနိုင်မှာအဲ့တော့ရွေးကောက်ပွဲလုံလုံမလုံချင်းမလုံချင်းရတပိုင်းတော်လန်ရေးကိုပါဝင်ပါဝင်မပါဝင်နိုင်ငံเจ้าကိုခိုးထွက်ချာနော်ဒီစစ်ကောင်စီစစ်ခွေးလက်အောက်မှာနေမဲ့တူတော့ရွေးချယ်ချာနော်ပြည်သူဘက်ကိုရက်လားစစ်ကောင်စီဘက်ကိုရက်မလားနှစ်ခုပဲရှိရမှာရှင်ရင်လေပြည်သူလူလူကတော်လန်ရေးကညီကိုမောင်နှောင်းရေးပေါ်ရက်တီပါနော်တခုဆိုသက်သွဲပါအဲအဲ့ဒါဆိုရင်တော့ဒါအမှန်တရားဖြစ်မှာဆိုမင်းအောင်လိုက်လဲဟိုပါ ွားပြီအဲ့တော့စစ်ခွေးတက်လဲဟိုဟိုပြည်သူလူတို့အနိုင်ကျင့်လို့မရဘူးအနိုင်ကျင့်လည်းမခံနဲ့တော်လိုင်းဘက်ကိုရက်တီပါလို့ပြောနေတာဒါပါပဲကွာသူကြည့်နေအနာဂတ်ဖြစ်သည်စီစီဒစ်မတ်အတူကြီးကျိုးစားချက်ကြုံပြီး